င်္ဂလာပါခင်ဗျာဆရာကြီးချွေဦးတော်ရေးသားသောပထမဆရာသိန်းတို့အမည်ရတဲ့လုံချင်းဝတ္ထုကိုအပိုင်းလေးအနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာ နားဆင်ကြည့်ပါအောင်ခင်ဗျာပထမဆရာသိန်းအပိုင်းလေးကျွန်ုပ်ဒီဝီလီယံစင်ဤနေအိမ်တို့ရောက်၍တကားကိုခောက်လိုက်သောအခါကျွန်ုပ်ကိုဆောင်းဆိုင်လျက်ရှိသောဝီလီယံစင်သည်တကားကိုဖွင့်ပြီးနောက်အံဩသောမျက်နှာထားနှင့်ကျွန်ုပ်အားကြည့်လျက်ရှိ၏အကြောင်းကိုဆိုသောဝီလီယံစင်သည်ကျွန်ုပ်တို့အဝေးလဲလဲရန် ရုပ်ပြောင်းသွားခြင်းကိုမမြင်လိုက်ရသည့်ကတကြောင်ကြောင့်ကျွန်ုပ်ကိုတွေ့ရမည်ထင်နေတကားကိုခွင့်လိုက်သောအခါတွင်အင်းကြီးပွားဘောင်းကြီးပွားကြီးများကိုဝတ်ဆင်လျက်ရှိသည်အသက်အရွယ်အတော်ပင်ကြီးရင်သောတရုတ်လူမျိုးတစ်ယောက်ကိုတွေ့မြင်ရသောအကြောင်းဖြစ်ရှိသည်တရုတ်အစိတ်ကဲ့သို့ဝတ်ဆင်၍မျက်နှာ၌အရေးများလိပ်သည်နှင့်တူအောင်ဆေးချက်ထားသောအခါ၌ကျွန်ုပ်မှာအသက်50နှင့်60အတွင်းကဲ့သို့ရှိနေ၍ပထမမှာ60နှင့်80အတွင်းကဲ့သို့ထင်မှတ်ရလေ၏ ဝီလီယမ်စင်သည်ပထမသင်းရေးစာကိုဖတ်ပြီးနောက်ကျွန်ုပ်ရဲ့မိတ်ဆွေပထမသင်းဟာအင်မတန်ရဲဝံ့တဲ့သူတစ်ယောက်ပါပဲဗျာသူကြံစီတဲ့အကြံစီဟာမတော်တဆတစုံတစောက်လောက်ပေါ်ပေါက်သွားခဲ့လို့ရှိရင်စစ်လားကြောလားလုံနေမဲ့လူစုမဟုတ်ဘူးဆက်ရှင်းတတ်မဲ့လူစုဗျာမိလျင်နဲ့တက်ပလိကြီးမမိလျင်တတလုံးချမ်းသာဖို့အလုပ်ကြီးပဲမိတ်ဆွေဒီလောက်တော့ဆုံးရောမှာပေါ့ရင်းခဲတို့ပြောဆိုလျက်ရှိတဲ့ဝီလျံစင်သည် ပထမတန်းရင်စာနှင့်အတူပူတဲရေးပေးလိုက်သောဂျင်းနန်းကိုဂျင်းနန်းပုံစံစာရွက်တွင် ကိုရေးကူးလေရာအတိတ်ဘယ်မှာအောက်ပါအတိုင်းဖြစ်လေသည်ဟောင်ကောင်မြို့ဝေစင်လီမိတက်ကကလစ်ဖို့နှင့်ဂျွန်စင်တို့တို့မီယာတင်မော့နှင့်တီယန်စင်မျိုးတို့ဆက်ရှင်းလိုက်လာခဲ့ပါရောက်သောအခါဝီလီယမ်စင်ထံမေး၍သူခိုင်းသည့်အတိုင်းဆောင်ရွက်ပါတိန်ထို့နောက်ဝီလီယမ်စင်က ဒီကျင်းနှံကိုနတ်ပြန်ကျင်းနှံယုံဖွင့်ပွင့်ခြင်းကျုပ်ကိုတိုင်သွားပြီးရိုက်ပို့လိုက်မယ်လို့ပြောလိုက်ပါကောင်းပါပြီခမရတော့ဘယ်ချိန်ထွက်ကြမလဲမိုးလင်းလင်းချင်းထွက်မယ်လို့ပြောတယ်သူနဲ့အလုပ်လုပ်ရတာခမရမကြောက်ဘူးလားမကြောက်ပါဘူးဗျာခမရတော်တော်တတ်သည့်ကောင်းတဲ့လူနဲ့တူတယ်ကို့ဖို့ကြုံတော့တတ်လွန်ကောင်းဆိုတဲ့မြန်မာစကားပုံရှိတယ်ဗျာမြမကြီးအကျိုးရဖို့မြင်နေလေမြမကြီးဆုံးဖို့မခဲကြီးနေပါဘူးမိတ်ဆွေဒါလည်းမှန်ပေတယ် ကားညင်လဲနှက်ပြီးပြန်ပေးအောင်နော်သူ့စာထဲမှာပါတဲ့အတိုင်းအနေငယ်မြမလွဲမချော်မမှားယွင်းစေရအောင်ဆောင်ရွက်ပါမယ်လို့လည်းပြောလိုက်ပါဗျာကောင်းပါပြီကျွန်ုပ်ဒီအတောင်တရာလမ်းတို့ပြန်ခဲ့၍ရခင်ကနေအိမ်တို့ရောက်တော့အခါတွင်ပထမံတိန်တင်ကြားထားသည့်ပြုတ်ဝတ်သောစကားများကိုရွတ်ဆိုခြင်းအပြင်အိမ်တွင်သို့ဝင်ခွင့်ရလေသည် ပထမံတိန်သည်ခိုင်းစေသည့်အတိုင်းရှောမောစွာဆောင်ရွက်ခဲ့ကြောင်းကြားသိရသောအခါကျွန်ုပ်အားရှင်းမောပြောဆို၍ အဲ့ရန်အရှိန်အနှဲငယ်သာကြံရှိတော်ကြောင်းနဲ့ပြောပြလိုက်၏အဲ့ရာတို့ဝင်ကြလေ၏အခန်းကကျွန်တော်၏ပကုံးကိုလှုပ်၍နှုတ်သဖြင့်မျက်စိဖွင့်ကြည့်လိုက်သောအခါပထမံသိမ်းမှ ခရီးထွက်ရန်အတွက်ပြင်ဆင်မင်းရှိနေလျက်အနည်းကြီးဇပွဲပေါ်၌အငွေတထောင်တောင်ထွက်နေသောစံပြုတ်ပကံများကိုတွေ့မြင်ရလေ၏လောဝံရောက်နေပြီမြင်းတွေလည်းပြင်ပေးပြီစံပြုတ်တောက်ပြီးခရီးထွက်ကြရမယ်ပြုထပြီတော့စံပြုတ်တောက်ကြပြီနော် ဂျမန်ညင်းကအဖိုးကြီးသည်အခန်းတွေးသို့ဝင်လာခဲ့ရပြီပထမသိန်းသည်၎င်းအားအခန်းတောင်းသို့ခေါ်သွား၍လေးနက်စွာသော ကိုဟန်မူယာဖြင့်စကားတီးတိုးမှကြားလေရာအဖိုးကြီးလည်းသဘောကျသော အမူအရာနှင့်ဥကောင်းညွတ်ကားနားထောင်နေလေ၏၎င်းနောက်ကျွန်ုပ်တို့သည်အိမ်သားအလုံးတို့နှင့်အတူအိမ်နောက်ရှိ ဝင်းကြီးထဲသို့ထွက်လာခဲ့ကြလေရာလောဝံသည်မြင်းငါးစီးနှင့်ဆောင်းဆိုင်လျက်ရှိ၏မြင်းနှစီးတို့မှဝန်စီပစ္စည်းများဖြင့်တင်လျက်ရှိ၍ တုံးကြီးကိုမူပထမန်သိန်းကျွန်ုပ်နှင့်လောဝံတို့ကတက်စီကြ၏၎င်းနောက်ပထမန်သိန်းသည်အဖိုးကြီးအားနှုတ်ဆက်၍အစီကံများသည် ဝင်းတကားကိုဖွင့်ပေးကြလေရာကျွန်ုပ်တို့သည်တီယန်စင်မြို့မှထွက်လာခဲ့ကြလေ၏မြို့ကိုကျော်လွန်ကြပြီးနောက်ပထမန်သိန်းသည်လူကုန်တန်တို့ဦးနှင့်လျော်ညီစွာခြေစုံးမှသွား၍၎င်း၏နောက်မှကျွန်ုပ်ထို့နောက်မှလောဝံနောက်ဆုံးမှကိုလီ၃ယောက်ကဝန်တင်မြင်းများကိုဆွဲလျက်လိုက်ပါလာကြလေ၏ ဖကသားနိုင်မှုပထမတိုင်းဒီကျွန်ုပ်နဲ့စကားပြောဆိုခြင်းမပြုပဲခြေစုံးမှာတယောက်တည်းစီးသွားလေရငားမိုက်ခရီးကပေါက်ရောက်တော့ခါမှကျွန်ုပ်မိအောင်စောင့်နေ၍မြင်းချင်းရှင်၍စီးသွား၏ယခုအချိန်နောက်ဆိုရင်ဝီလီယမ်ဆင်ရိုက်လိုက်တဲ့ဂျင်းနန်းကကလစ်ဖို့နဲ့ဂျိုဆင်တို့ရလောက်ပြီးကိုချင်းစိန်ဂျင်းနန်းရရင်ကျုံတဘောကိုကောင်းကောင်းသိကြတဲ့လူနှစ်ယောက်ဖြစ်လေတော့တနင်္ဂနွေတစ်ပတ်အတွင်းမှာ ဟန်ကောင်မျိုးကခိုင်းချုပ်ကိုသူတို့လက်ထက်ရောက်ပြီးအောင်စီမံကြလိုက်မယ်။လက်ထက်ရောက်ပြီးတဲ့နောက်ကျုပ်တို့စီကိုတည်င်းပို့ဖို့က၃ရက်လောက်ကြာအောင်မယ်။ဒီတော့ကကျုပ်တို့ကျောင်းတော်ကြီးကိုမဝင်မီပီကင်းမျိုးက၁ရက်လောက်စောင့်ကြဖို့ရှိတယ်။ကျောင်းတော်ကြီးမဝင်သေးမီထို၁ရက်ထို၁ရက်လောက်အတွင်းမှာတော့ကျုပ်တို့လူစုအိမ်တဲအိမ်မှာတဲခိုကြမယ်။ဒီလိုတဲခိုနေတဲ့အခိုက်မှာကျုပ်က အထူးကမ္မထံအားထုတ်မယ်လို့ဆိုပြီးဘယ်သူမှအတွေ့မခံ အိမ်တွင်းကအိမ်မျိုးကိုတော့မထွက်ဖက်နေမယ်ဒီလိုနေကြတော့မှကလေးဖိုးတို့စီကသတင်းကြားရလိုက်မယ်ကျုပ်စီမံပေးတဲ့အတိုင်းဂိုင်းချုပ်ကြီးကိုလက်ဝယ်ရအောင်ဖမ်းပြီးပြီးလို့သတင်းရတဲ့အခါကျတော့ကျုပ်တို့လူစုចောင်းတော်ကြီးကိုဝင်ယုံမဲရှိတော့တာပေါ့နေပါဦးဆရာဆရာလူစုကဂိုင်းချုပ်ကြီးတို့ထင်ရှားတဲ့ပုံကိုကြီးတယောက်ကိုသူတစ်ပါးမရိပ်မိအောင်ဖျားယောင်းသွေးဆောင်ပြီးတွားပြီးခေါ်နိုင်ပါမလားဆရာဒီလူတွေကကျုပ်လူတွေဗျသူတို့ကိုလည်းကျုပ်ကောင်းကောင်းသိတယ် ကျုပ်ကိုလည်းသူတို့ကောင်းကောင်းသိကြတယ်။ကျုပ်ခိုင်းတဲ့ကိစ္စကိုအထားမြောက်လျင်ဘလို့အထားမမြောက်လျင်ဘလို့ဆိုတာသူတို့ကောင်းကောင်းသိတယ်။ခိုးဝွန်တိုက်ဝွန်လူကိုတတ်ဝွန်တဲ့တပည့်တွေကျုပ်လက်အောက်မှာဘိုးကားပြားတွေက၃ယောက်၊ကလားတွေက၂ယောက်၊ဂျပန်တွေက၂ယောက်၊တရုတ်တွေက၄ယောက်၊မြန်မာတွေက၆ယောက်တောင်ရှိတယ်။ကျုပ်ကပြောတဲ့လူတွေဟာစက်တိုင်ကိုမကြောက်ဘူး။ကျုပ်စိတ်ဆိုးမှကိုကြောက်ကြတဲ့လူတွေဗျ။စက်တိုင်ကတေးအောင်တတ်နိုင်တယ် ဆရာကဘလို့များပို့ပြီးတက်နိုင်သေးတို့လဲစက်တိုင်ကတခါတက်လို့တည်ပြီးရင်ပြီးရောကျုပ်ကစိတ်ဆိုးပြီးဆိုမှဖြင့်နေလိုလိုညလိုလိုအထက်ကလာမှဘေးရန်လိုလို အောက်ကလာမှဘေးရန်လိုလိုပို့လို့မယုံနိုင်ဒီလို့မယုံနိုင်နဲ့နောက်ဆုံးကြတော့ယူသလိုနှမ်းသလိုဖြစ်ပြီးကိုကိုကိုဇဲဆိုးကြတည်တဲ့သူတွေဘယ်နှယောက်တောင်ရှိပြလဲတိစ္ဆာမဖောက်ွယ်ဆောင်ရွက်တဲ့သူများကိုဆရာကဘယ်လိုများရှင်းပြပို့ပါသလဲ လူမျိုးအလိုက်တင်းနေတဲ့တဲ့နေနိုင်အောင်ကျုပ်ကလစဉ်ဇယိတ်ထောက်ပံ့ခဲ့တာပဲဗျမေးရရသေးဆရာဒီလူတွေကိုဇယိတ်ထောက်ဖို့ဆရာမဘယ်ကငွေရတယ်လဲလောကမှာဥစ္စာချင်းမရှိတဲ့ပစ္စည်းတွေအပေါင်းပါဗျာပစ္စည်းမြုပ်ထားပြီးဘယ်သူမှပြောခွင့်မရပဲဘဝတစ်ပါးပြောင်းရွှေ့သွားရတဲ့သူတွေပြည်နဲ့အဝှမ်းပေါ့ဗျာကျုပ်တို့မြန်မာပြည်မှာတဲ့အိန္ဒိယမှာတာပြီးပေါ်သေးတယ်ရှေ့တုန်းကတော့ဗန်တိုက်တွေပါလို့မရှိတော့မြေကြီးကိုဗန်တိုက်လုပ်ခဲ့ရတဲ့သူတွေနည်းရောလားဗျာ ပစ္စည်းမြုပ်တဲ့နေရာကိုဆရာဘန်းနဲ့သိနိုင်တယ်လေ။မြေကြီးကိုကြည့်လိုက်ရင်ဒီအောက်မှာဗန္နာ ရှိမရှိ သိနိုင်တဲ့နေရှိတယ်။သို့တော့နေဦး။ဒီအကြောင်းတွေကိုနောက်များမှာကြုတ်ပြောပြအောင်မယ်။၎င်းနောက်ပထမသိန်းတည်းစကားကိုဆက်လက်၍မပြောတော့ပဲ။ဦးကောင်းဆိုင်ကအကြံထုတ်လိုက်ရဲ့။တီးသွားလေရ။ကျွန်ုပ်မှာထိုအကြောင်းနဲ့ဆက်လင်း၍ဆက်လက်ကြားလို့လာတော့လေ။နေတိုင်းဖြည့်မိလူတရားမဟုတ်ကြောင်းကိုသိသည်နှင့်တိလို့သောစိတ်ကိုရှုပ်တီး၍ထားလိုက်လေ၏ နေပူပြင်းသောအချိန်၌ကျွန်ုပ်တို့သည်တစ်ပင်ရိတ်ကောင်းကောင်းတွင်နားနေကြ၍လောဝံနှင့်အစေကံများရှက်ပြုတ်ကျိုးမွေသောအစာအာဟာရများကိုစားတော့ကြခြင်းမြင်းများကိုမြက်ခင်း၌လှုပ်ထားကြလေသည် အတန်ငယ်နေရှူသောအခါကျွန်ုပ်တို့သည်ဆက်လက်၍ခရီးသွားကြလေရာနေဝင်လူဆက်ဆဲအချိန်တွင်တဝက်ခရီးဖြစ်သောရွာကလေးတစ်ရွာသို့ဆက်ရောက်ကြ၍ခရီးသည်များတဲခုံလေးရှိသောထမင်းဆိုင်တစ်ဆိုင်၌ညင်းအိမ်ရန်ပြင်ဆင်ကြလေ၏ ကျွန်ုပ်နဲ့ပရမန်သိန်းတွေထမင်းဆိုင်မှာညံပြင်းလှစွာသောထမင်းဟင်းများကို စားတောက်လျက်ရှိကြတယ်။တရောင်းသားများတွေတယောက်နဲ့တယောက်သူ့ထက်ငါချေတို့ရောက်အောင် တိုးဝိတောင်းခံကြလေရာ။လုံးဝကနှိမ်ရွေးထုတ်တော်လည်းမရနိုင်ပဲရှိနေ။တယောက်သောတရောင်းသားတွေအခြားသူတို့ထက်ရဲရင်ပြောင်းတင်းဟန်လက္ခဏာရှိ၍ပထမသိန်း၌မြေပြုတ်နေသော ဟင်းခွက်ဤရှိ၌ခွက်ကြီးကိုထိုး၍ခံနေရ။ဗကန်နှင့်ခွက်ထီသွားလေ၏။ ထိုအခါပထမသိန်းသည်ပြင်းစွာအမျက်ထွက်လာသည်နှင့်လောဝံအားဆွတ်ထုတ်ရန်အမိန်ပေးလေပေးလိုက်လေ၏လောဝံသည်ဆရာ၏အမျက်ထွက်ခြင်းကိုမြင်သည်ဖြင့်မျက်နှာလုံးမျက်နှာပြုတ်လို့သောသဘောနှင့်တံတောင်းသား၏လက်နက်ဘက်ကိုတွဲကင်ကအပြင်သို့ထုတ်သွားပြီးလျင်လေကားမှရှေနှစ်ကန်၍ရှားလိုက်ရာတံတောင်းသားသည်တုံးတိရှိသောလေကားမှဂျွန်းပြန်၍ကျသွားလေ၏အောက်သို့ရောက်သောအခါတံတောင်းသားသည်လက်သီးလက်မောင်းတန်းလျက်အပေါ်သို့တက်လာအောင်မြင်ဟန်ဖြစ်နေပြီးမှ ။လုံးဝ၏တုတ်ခိုင်သောလက်မောင်းများကိုမြင်သည်နှင့်မျက်စောင်းထိုးကာထွက်သွားလေ၏။ထို့ညနေကျွန်ုပ်နှင့်ပထမသိန်းတို့သည်ပေကင်းမြို့၌ဆောင်ရွက်ရန်ရှိသောအလုတ်ဝတရားများအကြောင်းကို တနာရီခန်းများကြာအောင်ဆွေးနွေးတိုင်ပင်ကြပြီးနောက်အဲ့ရသို့ဝင်ကြလေ၏။ကျွန်ုပ်မှာအကြံစီအထားမြောက်ပါကခံစားရမည့်အကျိုးကျေးဇူးများနှင့်တိဘက်အတင်းသားများရိပ်မိပါကကျုံရအံ့သောဘေးအန္တရာယ်များအကြောင်းကိုတွေးတော့ကစိတ်ကူးလျက်ရှိနေသဖြင့် ရုတ်တရက်အိတ်မပြောနိုင်ပဲအဲ့ရ၌တလိန်လိန်တလွန့်လွန့်ရှိနေလေ၏။နောက်ဆုံး၌ကျွန်ုပ်သည်စိတ်နှလုံးမသားမရဖွဲအတင်းတိုးဝင်လာကြသောစိတ်ကူးများကိုတွန်းလန့်ဖျောက်ပြန်ရန်မတတ်နိုင်သည်ဖြစ်သောကြောင့်ဈင်းကျန်၆နေအုံးမြင့်အကြံနှင့်အဲ့ရမှထားလိုက်ရာတွင်လျှောဝှက်စွာ၆တောရှည်တန်ကိုကြားရသည်ဖြင့်နားဆွင့်နေမိ၏။ရှည်တန်သည်ရက်ရှိတကားရှေးသို့တိုးရှည်တလဲနှင့်တဖြည်းဖြည်းနီးပြလာလျာ ကျွန်ုပ်ဒီခါ၌ထိုးထားသောဓမြောင်ရှိမရှိကိုလက်ဖြင့်စမ်းသပ်၍မရှိကြောင်းကိုတွေ့ရသောအခါ၌အဲ့ရဤရှင်ရင်အခန်းတော်၌ဝက်ခါရှောင်းမြောင်း၍နေ၏ရှေတန်သည်ကျွန်ုပ်၏အခန်းတကားကိုကြုံလုံ၍ရှေသို့ဆက်လျှောက်သွားသည်ကိုကြားရသောအခါကျွန်ုပ်သည်အခန်းတကားကိုဖျင်းင်းစွာဖွင့်၍ဦးကောင်းပြူလျက်ကြည့်မိလေ၏တို့ရတွင်မှောင်နှင့်မဲမဲရှိသောကြောင့်မြည်သည့်နေရာကိုမျှမမြင်ရပဲပထမတန်း၏အခန်းကြီးရာသို့တဖြည်းဖြည်းတရွေ့ရွေ့သွားနေသောရှေတန်ကိုတားလျင်ကြားရလေသည် ထိုသူသည်မိသူပင်ဖြစ်စေမကောင်းသောကြံစီနှင့်လာခြင်းမှာကထင်ရှားရှိ၏တို့ဖြစ်၍ကျွန်ုပ်၏အခန်းမှထွက်လာ၍ရှေးတန်ကျမ်းရာသို့တရွေ့၍လိုက်သွားရာ ပထမသင်း၏တကားပေါက်စီသို့ရောက်နေသည်နှင့်တပြိုင်နက်လေးဘက်ထောက်တွားသွားနေသောလူတစ်ယောက်ကိုရှေးနှင့်တိုက်မိသည်ဖြင့်ထိုသူ၏အပေါ်သို့အလျားမောက်လျက်လဲကျသွားလေ၏နောက်တစ်ခဏ၌ထိုသူသည်ကျွန်ုပ်၏လက်ကုပ်ကိုကင်ဖန်းသည်ဖြင့်ကျွန်ုပ်နှင့်ထွေးလုံးရပ်ပတ်ဖြစ်နေစဉ် ပထမသိန်းသည်အအိတ်ဆက်သောလူတယောက်ဖြစ်သောကြောင့်အိယာမနန်တို့၏ဖျောင်း၌တတိုင်းနှင့်ထွက်လာလေသည် ကျွန်ုပ်သည်ပောင်မကြီးတန်း၌ကင်မိကင်ရာကင်ခန်းလိုက်ရတွင် မောင်းကြသားကြီးတစ်ချောင်းကင်ထားသော ထိုသူ၏လက်ရဘက်လက်ကောက်ကိုအောက်ကင်ထားမိလိုက်သည်ဖြစ်၍ထိုသူသည်ကျွန်ုပ်အားရမမှုနိုင်ပဲရှိနေစေတွင် ပထမသိန်းရောက်လာ၍ကိုကြီးဖမ်းဆီးခြင်းအပြင် ထိုသူလက်ကိုလက်ရဖမ်းမိလေ၏ထိုခါ၌ကလောဘနှင့်တကား ။ထမင်းဆိုင်ရှင်တို့နိုးလာကြသဖြင့်အတန်ကြားရသူပြေးလာကြလေရ။ကျွန်ုပ်တို့ဖမ်းဆီးမိတော်သူမှတခြားမဟုတ်။ခတ်စောစောကလုံးဝတွန်း၍ချားလိုက်သောတံောင်းသားပင်ဖြစ်ကြောင်းတွေ့ကြရလေ၏။သူတို့သည်မိမိအားတွန်း၍ချသောလုံးဝပေါ်၌ရန်ညိုးမခွဲပဲအမိန်ပေးသူပထမသိန်းပေါ်တွင်ရန်ညိုးထား၍တက်ဖြတ်ရန်လာခဲ့ခြင်းတူပေသည်။အဘယ်ကြောင့်ဆိုသော လောဝံကိုတတ်လိုခဲ့မှုအခန်းဝတွင်အိပ်ပျော်နေသော လောဝံကိုအလွယ်တကူနှင့်တတ်နိုင်၏ယခုမူလောဝံကိုကြုံလုံ၍ပထမတန်းရှိရာအခန်းသို့ဆိုက်ဆိုင်မြိုင်မြိုင်လာရောက်ခြင်းဖြစ်သောကြောင့်တပည့်ကိုမတတ်ဘဲဆရာကိုတတ်ဖို့အကြံရှိဟန်တူလေသည်ထမင်းဆိုင်ခြင်းနှင့် လောဝံတို့သည်သထောင်းသားဤလက်ကိုတစ်ဖက်စီဆုပ်ကိုင်လျက်ရရှိသည် ပထမတန်းကအာခအကောင်းပဲငါ့ကိုတတ်ရအောင်မင်းလာတယ်ဟုတ်လားဟုနေသောအခါ ထိုသူသည်မိသူအမြပြန်မပြောဘဲအန်ကျိတ်ခါကြည့်နေလေ၏ထိုအခါပထမသိန်းသည်မိမိ၏အတတ်ပညာစွမ်းကိုပြရန်အချိန်သင့်ပြီးဟုသုံးဖြန့်ဟန်လက္ခဏာနှင့်သူ့လက်ကိုလှုပ်လိုက်ပါဒီကောင်မပြေးနိုင်ပါဘူးကာမင်းပြေးနိုင်ပြေးစမ်းမင်းမပြေးနိုင်ပါဘူးထိုသူသည်ထွက်ပြေးဖို့ကြိုးစားတော်လဲရှေးတောင်းနေကြံခွာ၍မရအောင်ဖြစ်နေလေသည် ပထမသိန်းသည်ထိုသူအားစစ်စစ်ကြည့်လျက်မင်းပါးစပ်ကိုဟလိုက်စမ်း ူတူသည်ပါဇက်ကိုဟာလိုက်။မင်းပါဇက်ကိုမင်းပြန်သိမ့်လို့မရတော့ဘူး။စမ်းကြည့်စမ်းထူတူကြီးပါဇက်မှာဓောင်းနဲ့ထောက်ထားသည့်အလားရှိနေ၍သိမ့်ဖို့ရန်အတော်တန်ကြိုးစားတော်လည်းမရနိုင်ပဲချွေးတလုံးလုံးနဲ့ရှိနေ၏။နောက်ဆုံး၌ထူတူသည်မေးစိကိုလက်ဖြင့်ဖိနှိပ်ချရန်ကြိုးစား၏။တို့ရတွင်ပါဇက်သည်ပွင့်လျက်ဖြင့်ရှိနေ၏။သူအခါနိုင်မှုကသံတောင်းသားသည်ထိတ်လန့်လာပြီးဖြစ်သောကြောင့်တနာဖွဲ့ရာအတန်ဖြင့် ညင်းညူလျက်ရှိ၏ထိုအခါမှပထမသိန်းကကဲမင်းပါဇက်ပိတ်လိုက်တော့ပါဇက်ကိုပိတ်ရရသည်နှင့်တပြိုင်နက်ထိုသူသည်ထွက်ပြေးဖို့ကြိုးစားရာပထမသိန်းကမင်းမပြေးနိုင်ဘူးဟုပြောလိုက်သည်ဖြစ်သောကြောင့်ကျန်းနှင့်ရှည်တောင်းကတ်လျက်ရှိလေ၏မျက်စိကိုမှိတ်လိုက်စမ်းထိုသူလည်းစေခိုင်းသည့်အတိုင်းပြုလုပ်ရ၏ကဲမင်းမျက်စိကိုလည်းဖွင့်လို့မရဘူး ကံလည်းကံအာလည်းအသွားပြီသူအကားထိုးသူသည်မျက်စိကိုလည်းမဖွင့်နိုင်ဂဇက်ကိုလည်းမဟနိုင်ပဲရှိနေလျာရှေးကထက်ပင် ထိတ်လန့်တုန်လှုပ်ရှင်ဖြစ်လာ၍ပထမန်သိရင်ရှေတွင်ဒူးထောက်ကရှိခိုးလေ၏ထိုခံနိုင်မှုကရွာသားအချို့တို့ရောက်လာကြပြီဖြစ်၍ပရိသတ်အတော်ပင်စီကားလာခဲ့၏ရွာသားများသည်အံဩလာသောမျက်နှာထားနှင့်ပထမန်သိအားကြည့်လျက်ရှိကြ၏ကိုတော်မှကြောက်တယ်ဟုတ်လားထပါထပါ မဲမျက်စိကိုခွင့်ဖို့တော့ခွင့်နိုင်ပါပြီ။ပဇက်လည်းဟလို့ရပေပြီ။မင်းကတော့ငါ့ကိုတတ်ဖို့လာတယ်။သို့တော့ငါကတော့မင်းကိုချမ်းသာပေးလိုက်ပါမယ်။နောက်တခါငါ့ကိုမင်းရံမှုဖို့ကြိုးစားခဲ့လို့ရှိရင်မျက်စိလည်းကန်းပဇက်လည်းအအောင်ငါပြူစားလိုက်။နားလေလား။တွားပြီတော့ထိုကဲ့သို့အမိန်ပေးလိုက်တဲ့နေ့တစ်ပိုင်းနဲ့သူတို့ဒီနှစ်ကြိမ်ပြောဖို့မလိုပဲချက်ချင်းပင်ထား၍ထွက်ပြေးသွားလေရာပိယိတ်တမှာလည်းအနိုင်နိုင်လမ်းဖယ်၍ပြေးလိုက်ကြရ၏ ထို့နောက်ရွာသားများနှင့်ထမင်းဆိုင်ရှင်သည်ပထမသိန်းအားလှဲ့ကြည့်လှဲ့ကြည့်နှင့်ဖက်သွားကြလေရာကျွန်ုပ်နှင့်လောဝံသားလျင်ကြံရင့်နေတော်၏ထိုအခါပထမသိန်းကလောဝံဆရာကြီးမင်းကတကားပေါက်မှာအိတ်နေပါလျက်ဒီကောင်အခန်းထဲကိုဝင်လာနိုင်ခြင်းဟာမင်းပေါ်ရောတဲ့အတွက်ဖြစ်တယ်ဒီကမိတ်ဆွေမနှိုးကလျင်ငါတေဖွဲတေဖွဲရအကြောင်းရှိတယ်မင်းကိုဝတ်တရားပေါ်ရောမှုအတွက်ငါအပြစ်ပေးရမယ်သူကလောဝံဒီတကောလုံးတဆက်ဆက်တုံနဲ့ ပထမသိင်းရချေရင်တွင်ဒူးထောက်လေ၏ဘလို့အပြစ်ဒဏ်မျိုးငါပေးရမလဲပြောစမ်းကျွန်တော်ကျွန်တော်အိပ်ပျော်နေတဲ့အတွက်ယခုတို့ဖြစ်ရပါတာဆရာကြီးဒီဟာငါမလို့ခြင်းဘူးမင်းဒီဝတရားပြက်ကွက်ခြင်းမှန်တယ်ဝတရားပြက်ကွက်ခြင်းအပြစ်ကိုငါဘယ်အခါမှချမ်းသာပေးလို့မရှိဘူးဆိုတာမင်းသိတယ်သို့တော့အခြားနေရာများမှာတစ္ဆာရှိခဲ့ဘူးတဲ့အချက်ကိုထောက်ရှင်းအဖြစ်မင်းကိုအပြစ်ကြီးစွာတော့ငါမပေးလို့ဘူးသို့တော့လုံးလုံးလဲငါမခွင့်လွှတ်နိုင်ဘူး ဒီတော့ကတနာရဲ့တွင်မင်းပြင်ပြီးတရားစင်မျိုးကိုပြန်သွားမင်းကိုငါမကျင်တဲ့လို့ပြန်လွတ်တယ်လို့မစ္စတာဝီလီယမ်ဆင်ကိုပြောပြငါစီကတရင်စကားမကြမရှင်သူ့စီမှာမင်းနေငါပြောတဲ့အတိုင်းတိတိကျကျမင်းမလိုက်နာခဲ့ရင်နှစ်ရက်အတွင်းမင်းတင်လိုက်မှကြားရလားလုံးဝနဲ့မိတို့အမြပြန်မပြောဘဲဦးခေါင်းကိုညှို့လိုက်ရပထမသိန်းကကားသွားပြီတော့ဟုတ် အမိန်ပေးလိုက်သောအခါတွင်ဝိနေယာမှထသွားလေ၏လောဝံထွက်သွားသောအခါကျွန်ုပ်သည်လောဝံအတွက်စိတ်မကောင်းသည်နှင့်ပထမတိန်အားကျွန်ုပ်၏အကြံစီအကြောင်းကိုအင်းများလောက်သိနေသောလူတစ်ယောက်အားယခုကဲ့သို့ကြက်သေးစွာအေးအယူအပြစ်ပေးခြင်းသည်တင့်လျော်ပါပြီလို့ဟုကန့်ကွက်ပြောဆိုလေ၏ထိုအခါပထမတိန်ကစိတ်မချရတဲ့တပည့်ကိုဘာအတုံးချရအောင်မလဲကိုကျင်စိယခုလိုကြက်ကြက်တဲတဲလှုပ်လိုက်တဲ့အတွက်ကြောင့်ကျိုးတပည့်တွေကကျုပ်ကိုကြောက်ပြီး မျက်မှောက်မျက်ကွယ်တွေမှာတစ္ဆာထိန်ကြတာပေါ့ကိုကျင်စိန်တယောက်ကိုချမ်းသာပေးရင်ဒီသတင်းကြီးပြန့်နှံ့သွားပြီနောက်ဆုံးကြတော့ကျုပ်ကိုကြောက်တဲ့လူရှိတော့မှမဟုတ်ဘူးဗျလောဝံကကျုပ်ကိုတော်လန်ဖို့အတွက်တော့ခမည်းမပူပါနဲ့စက်တိုင်တက်ရမှာထက်ကျုပ်စကားတခွန်းငေါ့မှာကိုကြောက်တဲ့လူပါဒါတက်ခမည်းကိုဒီကနေ့ညကျုပ်ကကျေးဇူးတင်ဖို့အချက်တခုပေါ်လာပြီဗျာခမည်းမနှိုးရင်ကျုပ်သေးဖို့ပဲကျုပ်ပြောတာခမည်းမှတ်တာကိုကျင်စိန် ဒီကနေ့ညာကျိုးအသက်ကို ခမားကယ်တဲ့အတွက်တနေ့နေ့ကိုခမားကျေးဇူးကိုကျုပ်ဆက်မယ်စိတ်သာချကံအားလျော်စွာဖြစ်ကြတာပါဆရာဘာပဲဖြစ်ဖြစ်ပါခမားကျေးဇူးကိုကျုပ်မမေ့ပါဘူးဗျာထို့နောက်ကျွန်တို့သည်အဲ့ရာသို့အတီးတီးဝင်၍အိတ်ကြလေရာထုံးင်း၌ထူးခြားသောအဖြစ်အပျက်တစုံတရာများထပ်မံကြုံတွေ့ခြင်းမရှိဘဲကောင်းစွာအိတ်ဆက်ကြရ၏နနက်လေသောအခါထမင်းဆိုင်ခြင်းကခင်းခြင်းကျွေးမွေသောအစားအစာများကိုစားတောက်ကြပြီးနောက် ဆက်လက်၍ခရီးသွားကြပြန်၏လုံးဝမှမူပထမသင်း၏အမိန့်အတိုင်းလိုက်နာရသည် ဖြစ်သောကြောင့်ကျွန်ုပ်တို့နှင့်အတူမပါတော့ချေထမင်းဆိုင်ရှင်၌ကျွန်ုပ်တို့ထောက်ကနေတွင်စူယုံရောက်ရှိကြည့်ရှုကြသောရွာသူရွာသားတို့၏မျက်နှာထားကိုကြည့်ခြင်းအပြင်ထိုသူတို့သည်ပထမသင်းအားကြောက်ရွံ့လေးစားခြင်းရှိကြောင်းထင်ရှားပေ၏မုန်တဲ့ချိန်တွင်အယိတ်အာဝါဒကောင်းသောနေရာ၌နားနေကြပြီးနောက်ညနေခင်းအချိန်၌ခရီးဆက်လက်ထွက်သွားကြရာ အတန်ငယ်သွားမိသဖြင့်ကုန်းမြင့်တစ်ခုပေါ်သို့တက်မိကြသောအခါတွင်ပီကင်းမျိုးတော်ကြီး၏မျိုးရိုးများကိုအဝေးနားရေးရေးမြမြင်ရလေ၏မျိုးရိုးကြီးမှာလက်ဝဲလက်ရာသို့မျက်စိအစုံများတိုင်အောင်တန်းလျက်ရှိနေလေရာကျွန်ုပ်တို့သည်အနှိမ့်သို့ရှင်းကပ်လာလေရာ မျိုးရိုးသည် မြင်၍မြင်၍တက်လေလေရှိသည့်အဖြစ်ကိုတွေ့ရလေသည် နေဝင်လူဆဲဆဲဖြစ်သောအချိန်တွင်ကျွန်ုပ်တို့သည် မျိုးတကားသို့ဆက်ရောက်ကြ၍ ဖုံးစံအတိုင်းဝင်ကြီးအတွက်အခွန်အတုပ်ပေးဆောင်ကြပြီးနောက်ပထမသိန်းသည်လူစီကားသောလမ်းများကိုရှောင်ကွင်း၍ပေရင်ညစ်ပတ်စွာရှိသောရက်ွက်တစ်ခုသို့ရှေ့ဆုံးမှလမ်းညွန်သွားလေရာကျွန်ုပ်နှင့်တကွဝန်တင်မင်းများကိုဆွဲလျက်ပါလာသောကူလီများသည် နောက်မှလိုက်ပါလာကြ၏ကျင်းမြောင်သောလမ်းကလေးတစ်ခု၌အရှားအိမ်များထက်တက်ရက်စွာဆောက်လုပ်ထားသောအိမ်တအိမ်တို့ရောက်ကြသောအခါပထမသိန်းသည်မြင်းပေါ်မှဆင်း၍တကားကိုခောက်လျား အလွန်တရာဝါဖြိုးတုတ်ခိုင်လာတော့တရုတ်ကြီးတယောက်ဒီတကားကိုခွင်ပေးပြီးနောက်ပထမသိန်းကိုမြင်သောအခါတွင်ဥညွတ်ကဖြင့်အိမ်တွင်းသို့ဝင်ကြရန်ပြောလေသည် ပထမသိန်းသည်ကိုလီများအားပစ္စည်းများကိုအိမ်တွင်းသို့တည်ယူတွင်းပို့စေပြီးနောက်မြင်းငါကငွေနေတကကိုဒီကများကိုပေးအပ်လိုက်ရာ ကိုဒီများသည်မြင်းများကိုဆွဲလျက်ပြန်သွားကြလေသည်ကျွန်ုပ်တို့သည်အိမ်တွင်းသို့ရောက်ကြ၍အိမ်ရှင်သည်ကျွန်ုပ်တို့အတွက် ညသာထမင်းကိုရှက်ပြုတ်ပြင်ဆင်လျက်ရှိစဉ်ပထမတိန်းကပေကင်းမျိုးကိုဖြင့်ရောက်လာပေပြီကိုချင်းစိန်ကျောင်းတော်ကြီးကိုမဝင်မီကလစ်ဖို့နဲ့ဂျွန်စင်တို့စီကတရင်ကိုကျုပ်တို့ဒီကစောင့်ကြရနိုင်မယ်ကျုပ်ကကမ္မထန်တရားအထုတ်မယ်လို့ပြောပြီးနေကင်းချိန်မှာအိမ်တွင်အောင်းရနိုင်မယ်ကျုပ်စီကိုလူဝင်လူထပ်မရှိအောင်ခမရကစောင့်ကြပြီးတော့ကျုပ်ကိုယ်တိုင်တော့ညအခါမှာမျိုးတဲသွားပြီးစနီးနာရပေါ်ဒီမှာတုံးကိုဆွဲဖို့စားဖို့တောက်ဖို့စီမံရေးအတွက် ငွေယူထားပြီးတော့ဟူပြော၍တရေအိတ်ငက်တလုံးကိုကျွန်ုပ်အားပေးအပ်ထားလေသည်။ထွန်ညင်းနကျွန်ုပ်သည်ပေကင်းမျိုး၏အရှင်တွေကိုလှဲ့လေကြည့်ရှုမည်ဟုပထမသိန်းထံမှအခွင့်တောင်း၍မျိုးတွင်သို့တယောက်တည်းထွက်လာခဲ့ရာခရီးထွက်လာခြင်းအတွင်ငတ်ပြတ်၍လာခဲ့သောဝမ်ပိုက်ကို ဖြစ်တင်းအောင်စားတောက်ခဲ့ပြီးနောက်ကြည့်ရှုရံများကိုလှဲ့လေကြည့်ရှု၍တန်နာရီထိုးအချိန်ကတွင်တဲအိမ်သို့ပြန်လာခဲ့၏။ နေခင်းချိန်ကပင်ခေါင်းထဲကအုံတုံတုံရှိနေသောကျွန်ုပ်မှာအဲ့ရတော့ဝင်သောခန္ဓာ၌မအီမတာဖြစ်လာခဲ့၍ထိုညင်းတညင်လုံးကောက်ရွေ့ရသလိုအပြင်းအထန်ဖျားနာခဲ့လေ၏ဟုတ်ကဲ့ပါခင်ဗျာဆာရည်သူဆရာကြီးချွေဦးတော်ရေးသားသောပထမတန်းလိုအမည်ရတဲ့လုံခြုံဝတ္ထုကိုအပိုင်းလေးအနေနဲ့စီစဉ်နေဆက်ခြင်းကိုဒီမှတွင်ခေတ္တခဏရနာထားခွင့်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ 今朝六点，你可忙到外面啊？喽，过生日吧，选了下面家吧的，看呀。